ဖြစ်ပေါ်လာတဲ့အမှုတွေအခြေအနေလေးကိုမေးကြည့်ချင်တာပါအဲ့တော့ကိုစောမိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့ပါကျွန်တော်တရားလွတ်တော်ရှင်နေစောပေါက်တွေပါကျွန်တော်လက်ရှိရတော့ဒေါ်နိုင်ရင်တုံးငန်တောင်းတခုကိုထဲထဲဝင်ဝင်လုံးဆောင်နေသလိုကျွန်တော်ရခင်ကမြန်မာနိုင်ငံရဲ့ဆိုရ UNG ရဲ့ MOG မှာ MOG မှာ MOD မှာဟုတ် ပါမယ်တာဝန်ထမ်းဆောင်ရတဲ့သူတယောက်ဖြစ်ရဲဆိုတာကိုမိတ်ဆက်တာကပြောကြလို့ပါတယ်။ဟုတ်ကဲ့ခင်ဗျာ။ကျန်တဲ့အရာတွေကတော့အများကြီးတော့ကျွန်တော်ပြောပြရရှိတာပေါ့နော်။ဒါပေမဲ့အဓိကတော့ဒီရင်းမာပင်ဒီခရိုင်ကိုကိအင်းမှုလက်ရှိဖြစ်နေတဲ့ဘူတန်ပြည်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကိုစောကဒီအမှုမှာကင်တွဲခဲ့ရတဲ့အနေအထားလေးတွေရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့ရနော်။အဲ့ဒါနဲ့ပတ်သက်ပြီးကိုစောအစာပြိုးလေးပြောပြပြီးပါဦးဘယ်လိုပါဝင်ခဲ့တာလဲဘယ်နေရာမှာလဲပေါ့နော်။ အဲကျွန်တော်တို့ဗုဒ္ဓမဏိကနေပြီးတော့ရေဘော့တိုင်မောင်အပါဝင် ကျွန်တော်တို့ဒီဒီကျွန်တော်တော်လိုင်းရေဘော့တွေကိုဖန်စီတပ်ဖြတ်ခဲ့ရတာနပတ်တလို့အဲ့ဒီချင်းအဲ့ဒီကာလာကမြို့သားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ကျွန်တော်တို့စစ်ဘဆိုင်ရာတော်ကိုစုံကစစ်စေကော်မရှင်ဆိုတဲ့ကော်မရှင်တရားကိုဖွဲ့စည်းခဲ့ပါတယ်စစ်ဘဆိုင်ဟာ ဘဟုစုံစမ်းစစ်ဆေးရေးကော်မရှင်ဟုတ်အဲ့ဒါကိုကြောင့်ဖွင့်သေးခဲ့ပါလေအဲ့ဒီကော်မရှင်မှာကျွန်တော်တို့ကအဓိကအားဖြင့်ကာဝေးရေးဝန်ကြီးဌာနဘက်ကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ကျွန်တော်တို့တရားရေးဝန်ကြီးဌာနဘက်ကဥပဒေပညာရှင်တနည်းအားဖြင့်ဥပဒေပညာရအားဖြင့် တရားရေးဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေကဒီကော်မရှင်ကိုဖွဲ့စည်းခဲ့တယ်อืม ဒီကော်မရှင်နေနဲ့ကဒီအဲဗိုလ်တော်နည်းဖြစ်စေနဲ့ပတ်သက်ပြီးတော့စုံစမ်းဆက်စီကျွန်တော်တို့ဥပဒေသမားရဲ့သကားနဲ့ပြောမှန်းဆိုရင် interlate interlating program ကိုကျွန်တော်တို့လောက်ဆောင်ခဲ့ပါတယ်ဟုတ်ပြီခုဆိုဒီနေ့တော့ဒီဗိုလ်တော်နည်းကိစ္စနဲ့ပတ်သက်ပြီးဒီအပိုင်းမှာတော့တည်င်းကြီးလာတာပေါ့နော်အဓိကကျန်တဲ့အကြောင်းအရာတွေကိုထွေထူးမှပြောချင်ပါဘူးဒီနေ့ TTM media မှာပါတဲ့ကိစ္စတွေကဟိုရှိလာတယ်ပေါ့နော်အဲအဲ့ဒါတွေကိုမပြောခင်ပါဘူးပေါ့နော် TM Media ကိုသိမ်းမြဲရဲ့ဒီထုတ်ပြန်မှုဗိုလ်တမ်းရီအင်တာဗျူးတွေပေါ့ဗျာအဲအဲ့ဒီမှာကျွန်တော်တို့တွေ့လာတဲ့အကြောင်းအရာတွေဥပဒေကြောင်းအရာတွေကိုကျွန်တော်တို့တွေ့ရတယ်ဒါဟုတ်ပြီသူတို့ချင်းချင်းလင်းလင်းသိစေချင်လို့ကိုတော့ကျွန်တော်ဖိတ်ခေါ်တာဟုတ်အဲ့တော့ဟုတ်ပြီစစ်ဘက်ဆိုင်ရာဘူစုံစမ်းစစ်ဆေးကော်မရှင်မှာဒီဗိုလ်တမ်းရီမှုနဲ့ပတ်သက်ပြီးတော့ကိုစောဝဦးလေးအနေနဲ့ဒီကော်မရှင်နဲ့ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အကြံပြုချက်ပေါ့အမှတ်ချက်ပေါ့နော်ဒါရီပေးခဲ့ရမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဘလို့ မှတ်ချက်တွေဘယ်လိုဒီတည်းမှာအကြံပြုချက်တွေပေးခဲ့လေခင်ဗျအဲဒီနေရာမှာကျွန်တော်တခုတည်းသတိပြောဟိုကျွန်တော်ပြောခြင်းတဲ့စကားလေးတခုကကျွန်တော်တို့ NUG တို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရတည်း CRP တို့ခေါ်တဲ့ပြည်တော်စုလွတ်တော်ကိုယ်စားပြုကော်မတီကငွေဖွာပေးလိုက်တဲ့အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်အဲတော့ စီယာဘေးရှ်အနေနဲ့ NUG ကိုမွေးဖွားပေးလိုက်တဲ့အချိန်မှာဗရင်ငင်တရက်ကိုထဲ့ပေးလိုက်ပါတယ်အဲ့ဒါကပါလဲဆိုတော့2021ခုနှစ်ဖေဖော်ဝါရီလဒေယနေ့မတိုင်ခင်မြန်မာနိုင်ငံအတွင်းကဖြစ်တည်ခဲ့သောဥရိနီဥရိနာကိုဒေသလိုက်နာပါမယ်ဆိုတဲ့ပြည်ညောင်ထည့်ပေးထားကြပါလေးစားလိုက်နိုင်ရမယ်ဟုတ်ကဲ့ဒါဆိုရင် NUG ကာဝေးဝန်ကြီးဌာနသည်သူနဲ့သက်ဆိုင်တဲ့1959တတ်မှတ်တော့အဥပဒေကိုအင်း လိုက်နာကျင့်သုံးရမယ်အနေဒါရှိပါမယ်။ဆိုတဲ့အခါကျတော့အဲ့ဒီချင်းအနိကာလာကဘုဒ္ဓမဏိအပါဝင်မြမနိုင်ငံတဏ္ဍတရားမှရှိတဲ့ဤအိုလီမှအပ။အယူဂျီဒါအောက်ခံတော်လိုင်းရဲ့အစုဖွဲ့အားလုံးဒီ1950တတ်မတော်အဥပဒေကိုလေးစားလိုက်နာရမယ်သဘောတဘာဝရှိနေပါလေ။ဒါကြောင့်မို့လို့ဘုဒ္ဓမဏိရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးသုံးသပ်ဆက်စည်တဲ့အခါမှာလည်း ကျွန်တော်တို့ဒီ1959ခုနှစ်တမ်းပတော်အဥပဒေနဲ့ဤဥပဒေပါလုံထုံလုံညီများအတာစုံလန်းဆက်ထိုင်ခဲ့ပါတယ်ဆိုတော့စုံလန်းဆက်ထိုင်မှုရဲ့နောက်ဆုံးရလဒ်ကတော့ကျွန်တော်တို့ကဒီရဲမှပါဝင်ခဲ့တဲ့တရခန့်များကိုအပြစ်ပေးအရေးယူရမယ်ဆိုတဲ့အခြေအနေမျိုးပေါ်ပေါက်သွားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဒီကျွန်တော်တို့ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့တဲ့ ရဝေဝုန်ဒီဌာနကိုကျွန်တော်တို့ပြန်လဲတင်ပြတဲ့အခါမှာဘုသမဏိအပါအဝဲဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သတ္တခံများအားလုံးကို1959ခုဓမ္မတော်အဥပဒေပါပြစ်မှုပြစ်ဒဏ်အတိုင်းသို့ဒီမဟုတ်မြမနိုင်ငံရဲ့ရာသတ်ကြီးပါပြစ်မှုပြစ်ဒဏ်အတိုင်းပြစ်ဒဏ်ပေးစီရင်ဖို့ကျွန်တော်တို့အကြံပြုချက် တပါရရေးသွင်းနေလိုက်တာတည်းဒီနေရာမှာပြောစရာဖြစ်လာတာကအဲ့ဒီအချိန်အဲ့ဒီကာလကဘုဒ္ဓမင်းတို့ခေါ်တဲ့တပြေအေးဆရာတော်သည်တမှုတယောက်ဖြစ်နေတဲ့အတွက်ကြောင့်တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာပြစ်ဒဏ်ကိုပါထပ်ပေးရမယ်ဆိုတာကိုလည်းကျွန်တော်တို့တပါရရေးသွင်းခဲ့ပါတယ်ဖြစ်စဉ်မှာတနည်းအားဖြင့်ပြောရရင်သောဟာနှစ်လို့ခေါ်တဲ့လူသတ်မှုပါအင်း ဘုရားမင်းမပါသည့်တိုင်ဟောစစ်တပ်စကားနဲ့ပြောရင်တော့ကြီးကျက်မှုနဲ့ကွန်ကဲမှုညံပြင်းတဲ့အတွက်ကြောင့်ဒီဟာနဲ့ထိုက်တန်နဲ့ပြစ်ဒဏ်ပေးဖို့လေကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ပြတာပြီးဖြစ်ပါဟုတ်ပြီအဲ့ဒါဆိုကိုဆိုရင်ဘုံစုံကစစ်ဘဆိုင်ရာဘုံစုံကစစ်စီကော်မရှင်ဖွဲ့စည်းတာအခုဆိုဘယ်နှနှစ်ရှိပါလဲအဲပြောမှဆိုရင်တော့ဒီ2022ခေတ်ကဖွဲ့စည်းခဲ့တယ်ဆိုရင်တော့အခု 3နှစ်နေပါဘူးเนาะ3နှစ်နေပါရှိပြီပါဒါပေမဲ့အခုချိန်ဒီဒီအေးအေးယူမှုဆိုင်ရာအကောင့်တွေဘုံပုံစံကိုတော့ကျွန်တော်တို့မတွေ့ရဘူးเนาะအဲ့တော့စစ်ပဆိုင်ရာဘုံစုံစမ်းစစ်ဆေးကော်မရှင် MOD MOJ ရောပါဝင်တဲ့ကော်မရှင်ရဲ့အကြံပြုချက်များကိုဒီအခုချိန်ဒီအကောင့်တွေဖော်မှုမရှိသေးဒါကိုတွေ့ရအဲ့မှာနောက်တဲ့တစ်ဆက်ဆက်ထဲမှာပေါ့เนาะဒီဒီကနေ့ပေါ့ဘုသိမ့်မြတ်ရဲ့ဗီဒီယိုပေါ့เนาะမှတ်ချက်ထဲမှာသူပြောတဲ့ထဲမှာပါလာက အဗုဒ္ဓမင်းအင်းနဲ့ကလည်းတကယ်အပြစ်ရှိရင်အေးယူခံပါမယ်လို့အဲသူပြောတာလေပြောတာလေဒါအောင်လဲကျွန်တော်တို့ဟိုလေးစားပါလေဒါဒါဒါယောက်ျားတယောက်စစ်သားတယောက်ဟုတ်လားတော်လိုင်းသမားတယောက်သို့တော်ဥယင်ကကသူ့ကိုအပြစ်မရှိဘူးအဲအပြစ်မရှိဘူးအဲဒီတိုင်းနေပေါ့နော်ရတယ်ဆိုပြီးခရိုင်ကိုကိန်းမှုရလို့တော့ပေးလိုက်တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒါကိုကိုစောနေနေဘယ်လိုရှုမြင်သုံးသပ်လိုက်ခင်ဗျာ ဒီနေရာမှာကျွန်တော်တခုတည်းကြံသွားမှကြောက်တယ်တော်ဖြည့်သွင်းပြီးတော့ပြောပြပေးအဲ့ဒါအားတော့ပါလဲဆိုတော့ထောင်ခွေရငါတက်ကိုတမ်းမတော့ဥပဒေရဲ့သဘောသဘာဝအရလူသားမှုလူသိမှုမရင်မှုကိုကျွန်တော်တို့စစ်ခုံရုံစစ်တရားရုံကစီရင်ပိုင်ခွင့်မရှိတာကိုလည်းသတိပြုဖို့ပေါ့ဟောရက်ပတ်ရဲမှာ yes อืมဟုတ်ပြီကျွန်တော်တို့ကဒီဟာကိုစစ်တီကံဖောက်ပြမှုနဲ့အရေးယူပြီးသည်အရေးယူပြီးတဲ့အခါကျရင်อืม နေဘတ်တရားယုံတွဲပြီးတော့နေဘတ်တရားယုံမှာဆက်သက်စီရင်ဆောင်ရွက်ရမယ့်အနေထားရှိပါတယ်။အဲဒီတော့ဥိမောအနေနဲ့အပြစ်မရှိဘူးလို့ဘုဒ္ဓမနီကိုပါစနနီပြောလိုက်တဲ့ကိစ္စကိုတော့ကျွန်တော်ဘာမှမဝေဖန်လို့ပါဘူး။ဒီနေ့မှတခုတတိထားမှာနေဘတ်တရားစီရင်ရေးနဲ့ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စစ်ဘက်ဥပဒေမှာ တောနာဧကရာဒုတိမဟုတ်စစ်ပတ်လိုအချက်အနေထားရှိတယ်ဆိုရင်อืมနေဘက်တရားဟောရုပ်တရားမထွဲပေးပဲနဲ့သူ့ရဲ့တောင်းဝန်ချင်းပြီးဆုံးမှာနေဘက်တရားယုံဘက်ကိုတွဲပြီးလွှဲပေးရမယ်ဆိုရက်လုံးထုံလုံးဒီပြထန်ချက်ကနီးဝရိမပါနေတဲ့အတွက်ကြောင့်ဥိမွန်ဒီဘုဒ္ဓမနီအပါဝင်တရခန့်အားလုံးကိုတရခန့်ဖြစ်ကြอืมမှတ်ယူပြီးတော့ စစ်အင်အားပြုံးပြီးမှကြောက်တဲ့အတွက်ကြောင့်ရုတ်တရက်မှထုတ်ပဲပဲနဲ့ဂျာလူကတိုးပြီးလဲအဲ့ဒါလည်းပြီးတော့တောင်းထန်ဆောင်ဖြေတဲ့သဘောပါဒါပေမဲ့ယာလူတိုးပြီးတဲ့အချိန်ဒီကတော့ကျွန်တော်တို့1950ခုတတ်မှတ်တော့အဥပဒေနောက်ဆက်တွဲဤဥပဒေရာလုံးဝလွဲမှားနေတဲ့အချက်လက်ဖြစ်ပါတယ်အကယ်၍များကြီးသေးတဲ့တာဝန်ကိုထားဆောင်ရတဲ့တပ်မှုမျိုးစုဒလူပြဿနာမျိုးဖြစ်တာရင် ညာဘူးကိုဆိုင်ရမြည်တော့နောက်တန်းကိုပြန်ခေါ်လာလိုက်တယ်မျိုးရှိတတ်ပါလေမီနီတာတော့ဘာလို့ပေါ့နော်ဟုတ်တယ်ဆိုတော့ဒီနေရာမှာပြောတဲ့အရှိတာကတပည့်အေးစရာတော့လုံးခေါ်တဲ့ဘောဓမနိဒီပါမန်ရေဘော့တယောက်စသည့်တယောက်မဟုတ်ပါဘူးလူစီတက်မှုပြတဲ့အတွက်ကြောင့်သူရဲ့တာဝန်ကိုရပ်ဆိုင်ရမယ့်အခြေအနေမှာတာဝန်ကိုမရပ်ဆိုင်နိုင်တဲ့ယာလူတို့ဒီမှာဟောလုပ်ငန်းတာဝန်တိုးမြင့်ပေးလိုက်တာကတော့ ဥရချိုးပေါက်လို့ပြောတာအဲဒီကာွယ်ရေးဝန်ကြီးဌာနရဲ့လုံထုံလုံးကြီးကဘလို့ပြုတ်ပြန်လာတယ်ဆိုတာကိုကျွန်တော်မေးခွန်းထုတ်ပြတယ်။အင်းနောက်တစ်ချက်ကဒီ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 ကိစ္စမှာပေါ့နော်အဲဒီ CRPH ကကဒီ CRPH ဘက်ကနေပြီးတော့လူကြီးပိုင်းတွေရဲ့တာသမီတွေလည်းဟိုဒီပါဝင်နေတယ်ဆိုတော့အဟိုမကြားရတယ်ပေါ့ဗျာနော်ကြားတဲ့အခါကျတော့ဘလောက်ကြီးကြီးတွေပါဝင်နေဘလောက်ထိပါဝင်လဲဆိုတော့ ပြောလို့ရနိုင်တာပြောလို့မရရင်လည်းမပြောနိုင်ဘူးပြဿနာရှိအဲဒီနေရာမှာကျွန်တော်တခုတော့ပြောချင်တာပေါ့နော်ကျွန်တော်ကတော့ဥရေသမားဖြစ်တယ်ဟွန်းအဲနောက်တစ်ခုကပုဂ္ဂိုလ်ဓာတ်ခိုင်မှုတွေပါမှာဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်ဓာတ်ခိုင်မှုတွေပါလာတယ်လို့ဖြစ်မှာကြောင်းတဲ့အတွက်ကြောင့်ကျွန်တော်နာမည်တွေကိုတော့ထုတ်ပြောထုတ်ပြောလို့မကောင်းဘူးထုတ်ပြောခြင်းမရှိပါဘူးသို့တော့အကြီးကြီးတယောက်ရဲ့သမီးကတော့တရားခံပြသတ်သိတနည်းအားဖြင့် ဘုရားမနိပကဖတ်ဖို့ပေးခဲ့တဲ့သတိအဖြစ်နဲ့ပါဝင်ခဲ့တယ်ဆိုတာတော့ကျွန်တော်တယ်မှာမှတ်တမ်းအခိုင်အမာရှိပါတယ်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တယ်မှာဒီကနေ့ဒီချိန်ဒီအဲ့ဒီအမှုတွေနဲ့ပတ်သက်တဲ့တာဝန်ကမိတ်တူတနည်းအားဖြင့်ကျွန်တော်ရဲ့ယုံတရားကြီးကတော့အခုချိန်ကြီးရှိနေပါတယ်ခင်ဗျအဲ့ဆိုဥယျာဉ်မှုကဘုရားမနိကိုအပြည့်မရှိဘူးလို့သူကနှုတ်နဲ့တော့လည်းကောင်းစာနဲ့တော့လည်းကောင်းပြောခွင့်ရှိတယ်လားဟီးရိုးတိုက်ကားကောင်းဆောင် ဗိုလ်ထိုက်မောင်နဲ့လူရောက်20အသက်ခံရတဲ့ကိစ္စမှာဗိုလ်တံမဏိကို NUG ကစစ်ဆေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဗိုလ်တံမဏိကရှင်းလင်းဖြေကြားသွားပါတယ်။သူ့ကိုစစ်ဆေးကြတာမှန်ပေမဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကသူ့မှာအပြစ်မရှိကြောင်းတရားဝင်ပြောထားတယ်လို့သူကဆိုပါတယ်။အဲ့ဒီအခွင့်အာဏာမျိုးရှိတယ်။ဟုတ်ပြီ။ကျွန်တော်တို့ကော်မရှင်ကအကြံပြုသုံးသပ်ချက်ကိုအင်းကာကွယ်ရေးဝန်ကြီးဌာနနဲ့အကောင့်တဲ့ပေါ်ခြင်းမပေါ်ခြင်းကတော့အင်းဒါက ကဝေဝန်ကြီးဌာနရဲ့တာဝန်သာဖြစ်ပါတယ်။သို့သောကျွန်တော်တို့ရဲ့သုံးသက်ချက်တွေကိုကြည့်ပြီးမှအပြစ်မရှိဘူးလို့ဦးဤမောင်ကပြောခဲ့တယ်ဆိုရင်တော့ကျွန်တော်မှာမေးစရာမေးခွန်းနှစ်ခွန်းရှိပါတယ်။အဲ့ဒါကနံပါတ်1လူကိုခင်လို့မူကိုပြင်တယ်ဆိုရင်မြန်မာစစ်တပ်နေတူ တတိယအဖြစ်မဲအွန်လိုင်းရဲ့စစ်တပ်နီးတူဖြစ်နေပြီးသားလို့ကျွန်တော်နံပါတ်1ကိုထပ်ပါမယ်။နံပါတ်2ကတော့ဥပဒေရဲ့အထက်မှာဝီမွန်ရှိနေပါသလား။ဒီမေကုံးမင်းနဲ့ပဲကျွန်တော်နှိဒုံချုပ်ရတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဘူတန်မီနဲ့လူတက်မှုတွေပေါ့ဗျာအစုလိုက်ပြုံလိုက်တက်မှုတွေနဲ့ပတ်သက်ပြီးတော့2022ခုနှစ်မှာဖြစ်ခဲ့တဲ့အခြေအနေကိုဘူစစ်ဆိုင်ရာဘဟုကော်မရှင်ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တွေ့ရှိချက်မှာ ွေ့ရှိချက်ကိုရှင်းလင်းတင်ပြတာဖြစ်ပါတယ်။တွေ့ရှိချက်မှာစုံစမ်းစစ်ဆေးကော်မရှင်မှာကိုယ်တိုင်ပါဝင်ခဲ့သူဥပဒေပညာရှင်စောဘဦးလေးရဲ့ပြောကြားချက်ကိုမှတ်ချက်ပြုပေးခဲ့ကြပါဘူး။ကျေးဇူးတင်ပါတယ်။